ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပလိတ်များအားလုံးပဲမင်္ဂလာပါမနေ့တုန်းကတော့ဒါဥရောပလိပွဲကောင်းတွေအများကြီးရှိရမှာတကယ်ဝဲပရိသတ်တိုင်းစိတ်ဝင်စားတဲ့ပွဲပွဲဖြစ်တဲ့ဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ပွဲလေးလေဒါကျွန်တော်ဒါသုံးသပ်တင်ဆက်ပေးဖို့ရှိပါတယ်အဲ့ဒီပွဲစဉ်မှာတော့ဘာစီလိုနာက လေးကို၃ကိုနဲ့နိုင်ရခဲ့တယ်။လာလီဂါချန်ပီယံဆုကိုဒါရဖို့အတွက်နိုင်ပွဲတစ်ပွဲပဲလိုတော့ပေါ့နော်လက်ချက်၃ပွဲမှာတစ်ပွဲနိုင်တာနဲ့ဘာစီလိုနာချန်ပီယံဖြစ်မဲ့အခြေအနေကိုရောက်သွားပါတယ်။ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူစီတူကနေတုံ့တက်တင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာ။စီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါကိုဘာစီလိုနာကပါလေပွဲတိုင်းကိုငကိုကြောပေးပြီးကစားနေရလားမသိဘူးနော်။ ဟုတ်တယ်ဗောတူစီတူစီအဲ့မျိုးပြောရမယ့်ပေါ့တော်ဖြစ်နေပြီဗောနော်ဒါမနေ့တော့ကဒါ Real Madrid ဒါရှုံးခဲ့ပြီမဲ့အရင်ဒီ El Clasico တရားဒီမှာဆိုရင်ဒါ၄ချိန်မြောက်တွေ့တာအရင်၃ချိန်ကလည်းစာရင်တော့ဒီပွဲမှာ Real ဒီတိုက်စစ်ကအခွင့်အောင်းရှူနိုင်မှုတွေတော်တော်ကြီးကိုအားကောင်းလာတွေ့ရတယ်ဗီနီရှန်းနဲ့ဒီဘာလဲ Mbappe ဗောနော် Kylian Mbappe တို့ရဲ့အတွဲရလည်း ဟိုပြည်သက်လူချင်းနဲ့တွင်းကိုတွေချိန်ဆက်မှုတွေတော့မြင်ရခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာပဲဒါစိတ်မျက်စရာခံစစ်တွေကိုလည်းဒါ real ပြည်သက်တွေမြင်ခဲ့ရမယ်ထင်ပါတယ်ကြီးဒီပွဲလေးကိုဒါစပြီးစီတူသုံးသပ်ပြီးပါအောင်ဟုတ်ကဲ့ဘာစီလိုနာရဲ့ဒါတော်တော်လေးကောင်းမွန်တဲ့တိုက်စစ်ဆွမ်းအားပြီးတော့သူရဲ့ pressing relentless pressing ဆိုအောင်ကျွန်တော်တို့မြင်ရတယ် real madrid ကတော့သူတို့တိုက်စစ်မှာ တော်တော်လေးကောင်းမွန်တဲ့ဒါ mbappe ရဲ့ဆွမ်းဆောင်ရေးပေါ့နော်ဒါပေမဲ့တခြားသောနေရာတွေမှာတော့စိုးရင်စရာတွေအများကြီးရှိပြီးတော့ ရှုံးပွဲပေါ့နော်ရှုံးပွဲတပွဲမဟုတ်ဘူးတရားဒီမှာအက်ကလစီကို၄ပွဲစလုံးရှုံးခဲ့တယ်။၄ပွဲစလုံးရှုံးခဲ့တဲ့အခါမှာကျွန်တော်တို့စုစုပေါင်းအသွင်းကို၁၆ကိုပြေးရတယ်။၁၆ကိုပြေးရတဲ့အပြင်ကိုဒီအဲ့ဒီ၄ပွဲထဲမှာကဒီတော်တော်လေးအရေးပါတဲ့ပွဲအဖြစ်ဆိုရင်ဒါဘောလုံးပွဲနှစ်ခုရှိတယ်ပြီးဒီပွဲလည်းအရေးပါတယ်ပေါ့နော်။အဲ့အဲ့ပွဲတွေအကုန်လုံးလည်းရှုံးခဲ့တယ်။ပြီးတော့ကစားဟန်အပြင်လည်းဘယ်နှမမှရှင်းနိုင်ခြင်းမရှိခဲ့ဘူး။အဲ့တော့ဒါရေမတွေ့အတွက်အချက်ပေးကောင်းကောင်းတဲ့သူတို့အပြောင်းလဲတွေအရေးတကြီးလုပ်နေပြီဆိုတာအချက်ပေးကောင်းကောင်းတဲ့ တကြေလောင်မြည်သွားတယ်ပေါ့နော်ဒီဘွဲအတွက်ကျွန်တော်ဒီအနေနဲ့ဒါပြင်ဆင်လာတဲ့အပိုင်းလေးတွေရှိတယ်အဲဒီဒီဘွဲအပိုင်းဆိုင်ရာနည်းနည်းလေးပေါ့နော်ခန်စစ်ပိုင်းပို့ပြီးတော့ဒီ Valverde ကိုဒီသူရဲ့4 back အထိုင်လေးကိုဝင်ပြီးတော့5 back ပုံစံမျိုးဖြစ်သွားတာလေပြီး Valverde ရဲ့ man to man အပူလိုက်ကတ်တာလေအဆရှိသဖြင့်အဲ့ဒါလေးရှိတယ်ဒါပေမဲ့အဲ့လိုမျိုး tactical tricks နဲ့ Real Madrid အရာအလုံးဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးအထူးသဖြင့် Barcelona လိုမျိုးအရှံအကောင်းနဲ့တိုင်ပတ်ဆိုရင်သူတို့ဒါကိုဖြည့်ရှင်းလို့မရဘူးအော် ပြောင်းလဲတဲ့ကြာပေါ့လူလဲဆိုတော့အထက်မှပြသခဲ့တဲ့ပွဲဖြစ်တယ်။ဘာစီလိုနာဘက်ကတော့တော်တော်လေးလှပတဲ့ဂိမ်းတစ်ခုကိုကစားခဲ့တယ်ပေါ့နော်။၄ဂိုးနဲ့မကောက်ဘူး၅ဂို၆ဂိုးအဲလိုမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။အန်ဆယ်လော့တီကပွဲပြီးမှပြောတယ်ကျွန်တော်တို့တို့4-4ဖြစ်နိုင်တဲ့အခွင့်အရေးနှစ်ကြိမ်လောက်ရတယ်တဲ့။မှန်ပါတယ်အဲ့စကားအန်ဆယ်လော့တီရဲ့စကားအောင်ထောက်ခံတယ်။ဒါပေမဲ့ဘာစီလိုနာဘက်ကအဲ့လိုစကားပြန်ပြောမယ်ဆိုရင်ဒန်4-4မျိုး5-2ဖြစ်နိုင်တယ်5-3ဖြစ်နိုင်တယ်6-3ဖြစ်နိုင်တယ်အဲ့လိုမျိုးအခြေအနေတွေအများကြီးရရှိခဲ့လို့ပြောလို့ရတယ်။ ဲ့တော့ပြောမယ်ဆိုပါစီလိုနာလုံးဝထိုက်တဲ့အနိုင်ရရှိခဲ့တဲ့ပွဲဖြစ်တယ်။ဒိုင်လူကြီးရဲ့အာယုံနောက်မှုလည်းကျွန်တော်နည်း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 မဟုတ်အများကြီးပေါ့နော်။ဒိုင်လူကြီးရဲ့အမ်ပြောမယ်ဆိုရင်မေကုံထုတ်စရာဆုံးဖြတ်ချက်တွေလည်းကျွန်တော်တို့အများကြီးမြင်ခဲ့ရတယ်။အော်ထုံးစံတိုင်းပေါ့နော်။အက်ကလစီကိုကတော့ဒိုင်လူကြီးရဲ့ဒရမ်မှာပါမယ်။ပြီးတော့ဒီကစားသမားတွေရဲ့ဒီအမြင့်ဆုံး technical ဆွမ်းဆောင်ရည်တွေပါမယ်။ပြီးတော့ဒီနီးပြောပိုင်းအရာလည်းစိတ်ဝင်စားစရာဆွဆောင်ရည်ပါပြီးတော့လောကဒီရုပ်ရှင်တစ်ခုကိုကြည့်ခဲ့ရတယ်လို့ဆက်လက်ပြီးတော့မြင်တွေ့ခဲ့ရပါတယ်ကို။ ဒီ classical ကလေ scenario ကြီးပဲလေတက်ပြမှဒါထပ်တလဲလဲပေါ့နော်မြင်နေရတဲ့ဟာမျိုးပဲဟို Barcelona ရဲ့ပြီးခဲ့တဲ့ဂိုးတွေကြည့်တော့လေဒါဂိုးသမားရဲ့အမားဒါဒီအမားတွေက Barcelona ရဲ့ဒီရာဒီမှာဆိုရင်ဒါမြင်နေကြပဲလေ Champions League ဒီ Benfica နဲ့ပွဲမျိုးဆိုရင်ဒါ Sassini ရဲ့အမားကြီးကြောင့်ပြီးရတာရှိတယ် Sassini ကောင်းတဲ့ပွဲရှိတယ်လို့ဟိုပြီးခဲ့တဲ့ဂိုးတွေမှာလည်းတကယ်မမားတဲ့အမားမျိုးပေါ့နော်နောက်တစ်ခုကကျတော့ဒီ Barcelona ရဲ့ပေးဂိုးတိုင်းမှာဒီလူချင်းထောက်ချောက်ရဲ့ မညီမြတဲ့အခြေအနေပေါ့လေ balance မဖြစ်တဲ့အခြေအနေမျိုးကြောင့်ရင်ဘာစီလိုနာကဒါဂိုးပေးရတယ်ပေးရတဲ့ဒါဂိုးတွေကြည့်လိုက်မှဆိုဒါအတိတ်အကြီးပဲဒီပွဲမှာဒါ real tight set ကအဟိုးဒါဒီရဒီအစောပိုင်းမှာကစားသွားခဲ့တဲ့ el clasico ပွဲတွေတဲ့ဆိုင်ရင်တော့အခွင့်ကောင်းယူနိုင်ခဲ့တာလေးတော့ဒါတွေ့ရတယ်လေညီ real tight set အပြောင်းလဲဒါချင်းကပ်ပေါ်အာရာဂူလာပါလာလို့လားဒါမှမဟုတ်ဒီဘာစီလိုနာရဲ့လူချွန်ထောင်ချောက်ကိုဒါဖောက်ထွက်ဖို့အတွက်ဒီဘာစီလိုနာရဲ့ဘယ်လိုပြောမလဲခံစစ်မာယာကို real tight set ကစားသမားတွေနားလေသွားတဲ့အခြေအနေကြောင့် င်လားဆိုတာစီးပွားချက်တော့သုံးသပ်ပေးပါဦးညီအဲဒီခန်စစ် high line ကိုတို့အဲပို့ပြီးအာရုံစူးစိုက်မှုကောင်းကောင်းနဲ့တိုင်ပင်မှန်မှန်နဲ့ကြော်ဖြတ်နိုင်ခဲ့လို့အဲဒီခွင့်ရေးတွေပို့ရခဲ့တယ်ပေါ့လေပြီးတော့ဒီဘက်မှာဆိုရင် long ball တွေအပြင်ဒီ running behind ball တွေကိုပို့ပြီးတော့ပေးနိုင်ခဲ့တာကိုတွေ့ရတယ်အဲ goal kick တွေဆိုရင်လည်းဒါအမြင်ဘောတွေပဲတောက်လျှောက်ကန်တင်တာတပွဲလုံးမှာတစ်ချိန်လုံး away ball တွေကျွန်တော်အများကြီးမြင်ရဒီလိုမျိုး falling ကိုပုံများများထုတ်လုပ်လာတဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့ကောင်းလာတယ်ပြီးတော့ဒီထုံးစံတိုင်းပေါ့နော် Vinicius တို့ဒီ Mbappe တို့ဆိုတာကတော့ သူရဲ့ဒီစွမ်းရည်ပင်ကိုစွမ်းရည်ကိုကဒီလိုမျိုးကြော်ဖြတ်နိုင်တဲ့စွမ်းရည်ကပါလာပြီးသားအဲ့တော့တိုင်မြင်ကြိုက်ပြီဆိုတာနဲ့လွတ်မှာပဲအဲ့တော့အဲ့တိုင်မြင်ကဒီဘက်မှာကြိုက်သွားခဲ့တယ်လို့ပြောရလိမ့်မယ်ပြီးတော့ဒီတချို့သောလူကျွန်သွားတာဆိုရင်ဒီပနဒီဖြစ်ရဖြစ်မယ်ပေါ့နော်အမ်ဘာဖေနဲ့ဒီဘယ်လီဟန်လွတ်ထွက်သွားတယ်ဒီအမ်ဘာဖေလှဲချတယ်ပေါ့နော်ပနဒီဟဲ့လှဲချတာဟန်ဆောင်လှဲချတာပါအဲ့အဲ့ဖြစ်ရမှာဆိုရင်ဖေဗာဒီက sorry ဒီဘယ်လီဟန်ကအဲ့လိုထွက်ပြီးတော့ ြင်းနေပြီသားတော့အများကြီးမရှိဘူးဒါမဲ့ဘယ်လင်ဟန်တိုင်မြင်ကိုက်ပြေးသွားတယ်အဲ့တော့ဘာစီလိုနာအဲ့ဒီကွင်းလေအဲ့ဒီခန်စစ်ဟန်ချက်ကိုဒါတော်တော်လေးကိုအသုံးချနိုင်ခဲ့လို့ပြောရမယ်ပြီးတော့တချို့သောနေရာမှာပါနတ်မှုပေါ့နော်အဲ့တော့အဲ့ပါနတ်မှုကိုကျွန်တော်ဗမာမြင်ဘူးလဲဆိုတော့ hurricane bayern munich နဲ့ hurricane ကဒီလူကျွန်ဘာစီလိုနာလူကျွန်ဒီ high line ကိုဒီအရှိကိုထွက်ပြီးတော့ဖမ်းတယ်ဆို hurricane ကအဲ့ခန်စစ်နောက်ကိုသူမလိုက်ဘူးလိုက်မနေဘူးသူကသူဒီသူ့ရဲ့ဒီဟိုဘယ်လိုပြောမလဲသူ့ရဲ့ပုံစံအတိုင်းပဲသူနေတယ်ပြီးတော့မှ ဘာစီလိုနာခံစစ်ကမစင်မဖြစ်ဆင်းလာတဲ့အခြေအနေကြောင့်မှသူလူမကျွန်တော့တဲ့အခြေအနေမျိုးကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီပုံစံ style လေးတွေကျွန်တော်အနည်းငယ်မြင်ရတယ်အဲဒါကြောင့်လည်းဒီပို့ပြီးတော့ထိုးပေါက်နိုင်ခဲ့လို့ကျွန်တော်ကတော့မြင်တယ်ဒါပေမဲ့လုံလောင်ချင်းတော့မရှိခဲ့ဘူးအခုတက်ပို့ပြီးတော့အဲရှင်းနိုင်ခဲ့တယ်ပေါ့နော်ဒါကဘာစီလိုနာမှာအောင်မှာမှာအောင်မှာဒီအခြေအနေအကုန်လုံးကြည့်မယ်ဆိုရင်တတိယကူကလည်းဒါအနီကိုမာတီနက်စ်မှာခဲ့တယ်ဒုတိယကူကလည်းဒါမှာပြီးတော့ပြောမယ်ဆိုရင်ဒီကိုသမား ဖြတ်ထုတ်လိုက်တယ်ဗောနော်ပန်နတီပထမကိုကလည်းပန်နတီဖြစ်ခဲ့ဒုတိယကိုကလည်းအဲ့လိုမျိုးဖတ်ဆုပ်ပြီးတော့သွားတာပဲအဲ့တော့ပွဲတစ်ပွဲမှာအဲ့လိုအဲ့လိုအကျင့်လေးပဲလွတ်တာတော့မဖြစ်သင့်ဘူးဗောလေအဲ့တော့ရီယယ်မက်ဒရစ်မှာတော့အဲ့လိုမျိုးပုံစံရှိတယ်ဒါပေမဲ့ဘာစီလိုနာရဲ့ခံစား high line offside trap ကိုဒီပုံမနာလေတဲ့တိုင်ပင်အပိုင်းမှာတော့ပို့ပြီးတော့တိုးတက်လာတယ်လို့ပြောရပါလိမ့်မယ်ကို ဟုတ်ပါရဲ့ပြဿနာရီးရဲကအဲထူးစီးနဲ့ဖြစ်သွားပြီးတဲ့အချိန်မှာကျတော့ဘလို့ဘလို့ကမထင်းနိုင်ဘူးเนาะဒီအားကြီးကလည်းအခုဒါခဏခဏခဏပဲဒါပြောနေကြတာလေဒီမနေ့ကဆိုဒါစီဘရော့ပါလာတယ်စီဘရော့ပါလာတဲ့အတွက်ဒီဘယ်လိုပြောပွဲထိန်နိုင်တဲ့ဟာမှလေးကတော့နည်းနည်းလေးတော့ပူပေါင်းလာနိုင်တဲ့အနေအထားမျိုးရှိဟိုရှိနိုင်တယ်လို့ပြောလို့ရပါမယ်တကယ်တမ်းဘာစီလိုနာပရက်စ်လုပ်တဲ့အချိန်မှာဒီရီးရဲကပြန်ပြီးတော့မှဘာမှကောင်းတာလည်းမချင်းချောင်းနိုင်တော့မျိုးပေါ့2-0ဖြစ်ပြီးနောက်ပိုင်းမှာဆိုရင်ဘာစီလိုနာကွင်းပြတ်ချမ်းမှာ ဒါ real metric ဖော်လုံးပေးတာ၄ချိန်ပဲရှိတယ်အဲ့ဒီ၄ချိန်လုံးကလည်းဒီ complete ဖြစ်တဲ့ pass မဖြစ်ခဲ့ဘူးဘောနော်အဲ့အတွက်ဒီ real ကွန်းတွေကလည်းဒါမဲ့ရာသီမှာဆိုတော့ဟန်ချက်ပူညီအောင်ပိုးပြမှာဒါပြုမြင်တဲ့ဇာတ်တွေပြုမြင်ဖို့လိုမှာထင်ပါတယ်ဘာစီလိုနာကတော့အဲ2-0ဖြစ်ပြီးနောက်ပိုင်းဒါတိုက်စစ်စင်တာကြီးကတကယ်ကိုပဲချက်ဖို့ကောင်းတယ်အဲ့မှာ2-1ဖြစ်တဲ့ဒါအရီကာစီယာခေါင်းတိုက်ပေါ့နော်နာ20 ချခုံလိုက်ချပြီးတာကိုဒါထပ်ပြီးမှခေါင်းတိုက်တွင်းသွားတယ်။ဟိုပြဿနာကဘာလဲဆိုတော့အချိန်ပိုင်းခြားအနည်းလေးအတွင်းမှာဒါ16မိနစ်ကနေစပြီးတော့ဘာစီလိုနာချီပါကိုစတင်တယ်။16မိနစ်ကနေဒါ45မိနစ်တူပေါ့လေဒါ injury time ပါဆိုရင်ဒီဘယ်လိုပြော26မိနစ်အတွင်းမှာ၄ဂိုးလောက်ထိပေးရတယ်ဆိုတော့ဒါမဖြစ်သင့်ဘူးလို့တော့ထင်တယ်။ဒီမှာ real ဒီခံစစ်အားနည်းမှုရောတစ်ဖက်မှာဘာစီလိုနာရဲ့ဒီတိုက်စစ်ဒီချောက်ဆရာကောင်းတဲ့ပုံစံမျိုးပေါ့နော်တော်တော်ကြီးကိုအားကောင်းတဲ့ပုံစံမျိုးတွေမြင်ရတယ်ဒီအချိန်လေးတော့လေစီတူတစ်ချက်တော့သုံးသပ်ပြပါဦးမြင် ဟုတ်ကဲ့ real က present down ကိုမခံနိုင်တာတော်တော်ကြာပြီပေါ့နော်ဒါဟို chelsea အဲဒီ thomas tuchel chelsea ကာလာတွေလောက်ကတဲ့ကိုကအဲ့လိုဆူဆူရောရောပုံပြတ်ပံပြတ်ဖြစ်တာလေအများကြီးရှိတယ်အဲ့ဒီတော့သူ chelsea ကိုနိုင်ခဲ့တယ်ဒါပေမဲ့ကစားဟန်မှာဒီ short ဒီကန်သွင်းချက်ပေါ်အစစရရအရာလုံးဘလို့မှရှင်လို့မရခဲ့ကစားဟန်မှာဒါပေမဲ့သူတို့ကသူတို့တက်ခဲ့တာတစ်ပိုင်းပေါ့နော်အဲ့တော့အဲ့လိုမျိုးတကယ် elite ဒီ present ကောင်းကောင်းပြီးနိုင်တဲ့အသင်းတွေဆိုရင် real madrid အဲ့ပြဿနာအများကြီးဖြစ်တယ်အဲ့တော့ကျွန်တော်ကကွင်းလေတခုလေးအကြောင်းတော့မဟုတ်ဘူး ခန်စစ်ပိုင်းပြဿနာလည်းရှိအဲ့တော့ခန်စစ်ပိုင်းမှာရူဒီဂါမပါဘူးဆိုရင်ဘောပလေးရင်ကောင်းကောင်းကစားနိုင်တဲ့ပလေးယာတယောက်မှမရှိတယောက်မှမရှိဘူးဆိုတာခန်စစ်စင်တာဘက်မှာလည်းမရှိဘူး right back left back အဲ့ဒီနေရာမှာလည်းမရှိပြီးတော့ကိုးသမားကလည်းအဲ့ဒါမလုပ်နိုင်ကိုးသမားကဒီခေါ်ထွာဟာတိုင်းတာတစ်ခုထိတော့ဘောလုံးတက်တောင်တက်တာရှိပေမဲ့ဒီဘက်ခင်ဘော်ဒန်ခေတောင်းဆိုတဲ့နှုံးကူတော့သူတက်တောင်တက်တာမရှိအဲ့တော့ကိုးသမားမှအဲ့စွမ်းဆောင်ရင်အားနေတယ်ခန်စစ်တန်တန်လုံးမှလည်းအားနေတယ်အဲ့ဒီအတွက်အဲဒီပြိုင်ဘက် present နဲ့ရင်ဆိုင်ရပြီးဆိုတာနဲ့ဒုက္ခရောက်တယ်အဲ့တော့ အဲ့လိုရင်ဆိုင်ရတဲ့မှာမှာဘာစီလိုနာလက်ရှိမှာအဲဒီကွာဒီယိုလာတို့လက်ထက်တောင်းထက်တောင်ပို့ပြရတယ်အခုကဂျာမန်ပရက်ဇင့်ပုံစံပေါင်းကစားနေအောင်ဟန်စီဖလစ်ရဲ့ဒီဂျာမန်ဒေးရဲ့ပုံစံမျိုးပေါင်းကစားနေပြီးတော့ defensive line ကိုလည်းတာမန်ထက်ပို့ဒီအားလုံးက high pressing ကစားတဲ့အသင်းတိုင်းက high line defense တုံးရတာပဲဒါပေမဲ့အဲ့ high line တုံးတဲ့အသင်းတွေအကုန်လုံးလည်းမှာမှာဘာစီလိုနာ high line အဖြစ်ဆုံးဖြစ်တယ်အဲ့တော့သူ့ရဲ့ pressing ပို့ပြီးတော့ပြင်းထန်တယ်ပေါ့နော်ကျွန်တော်တို့အကြံပြုပြောမယ်ဆိုရင်အဲ့တော့ real ရဲ့ငွေရဲမှာ အဒီဟာကိုမကစားနိုင်တဲ့အတွက်အခုဒီဘက်မှာအကြီးကျယ်ဒုက္ခရောက်ခဲ့တယ်။တစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန်ပြတ်နေ။သူတို့ပေးကြအောင်ရှင်လည်းမရှိဘူး။ပြီးတော့ပိုဆိုးတာက Vinicius တို့လို player တွေ၊ Mbappe တို့လို player တွေက off the ball ကစားတဲ့ဟာမှာအင်မတန်အားနေတယ်။သူတို့အားနေရသူတို့ချောင်းပြီးတော့ပြေးဖို့လောက်ပဲအားတာလား။ဒီကစားကွက်တစ်ခုဒီအကြက်ရိုက်နေတဲ့ကိုယ်ကစားသမားတွေကိုဘယ်လိုမျိုးနေရာအန်ခဲကနေနေရာယူပေးမယ်၊နေရာယူပေးပြီးပြန်တွဲပေးမယ်ဆိုရင်ဒီဟာပြည့်နေနိုင်တယ်ဆိုတဲ့အပိုင်းမှာကြတော့အားနေတယ်။အထူးသဖြင့် Vinicius ကတော်တော်လေးအားနေတယ်။သူက ဒီပြေးဖို့ချောင်းနေရတခုပဲပေါ့နော်အဲ့တော့ပြေးဖို့ချောင်းနေကစားသမားနှစ်ယောက်ရှိနေတဲ့အခါမှာဒီပြေးတဲ့ကတော့ပြဿနာတက်မှာပဲအဲ့တော့ Tony Cruz တောင်းတော့ကိစ္စမရှိဘူးဒါမှမဟုတ်မရှိဘူးဆိုရင်တော့ဒါအကြီးကျယ်ပြဿနာတက်မယ်အဲ့တော့ဒီပြဿနာတွေကိုကျွန်တော်တို့မြင်ခဲ့ရ Real ပြဿနာအဲ့ဒါဖြစ်တယ် Barcelona ဘက်ကကောင်းတဲ့အခြေအကတော့ဒီသူကခုန pressing ပုံစံကိုဒီ Barcelona ရိုးရဖြစ်တဲ့ဒီ possession game ကိုလည်းအကောင်းဆုံးကစားနိုင်တယ်ကစားနိုင်တဲ့အပြင်ကိုသူတို့ကဒီ battery တို့လိုပြီးတော့ဒီ Lamine Yamal လိုမျိုး technical ability အရင်ယူမြင့်လုံးတဲ့ကစားသမားတွေ ရှိနေရှိနေတာအောင်မှထပ်ပြီးတော့သူက Rafinha လိုမျိုးတပွဲလုံးမမောတော့ဘူးသူကဒီမောဒီဘယ်လိုပြောလဲဆက်တက်ထားသလားမှတ်ရလောက်မမောအောင်ကစားနိုင်တယ်အရင်တစ်ချိန်လုံးစ조사နေရယ်ကစားသမားရှိရယ် Fernando Torres က Fernando Torres ကလည်းအဲ့လိုမျိုးပဲအဲ့လောက်ထိဒီ energetic မဖြစ်ပြီမဲ့ Fernando Torres လည်းအရင်ကိုစ조사နေအဲ့လိုအဲ့လိုကစားသမားပုံစံမျိုးစုံပေါင်းထားတယ်ပြီးတော့ဒီ possession game ကို present game ကိုလုံးဝတမမြတ်တောင်ပေါင်းဆက်ထားတယ်အဲ့လိုအဲ့လိုအချိန်ဒီမှာ real ပုံစံမျိုးနဲ့ဘယ်လိုမှကြော်ဖြတ်လို့မရဘူးဒါကြောင့်မို့တစ်ချိန်ပြီးတစ်ချိန်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 အာ တောက်လျှောက်ပြရားပေးခံရတဲ့ကိုးတွေလည်းခွင့်ပြုခဲ့ရတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်လာမင်းဂျမားရဲ့ဆွမ်းဆောင်ရေးကတော့ဒါတော်တော်လေးကိုသိတာတယ်ရာဖီညာကိုလည်းလုံးဝမိထားလို့မရဘူးဒီကစားသမား၂ယောက်ရဲ့အလှုပ်ကြောင့်ရီယာလုံးဝအာပြိုဆင်းသွားတယ်ပေါ့နော်ငိုတွေကကစားဖုံကြောင့်ကစားဟန်ချင်းမရှင်းနိုင်ဘူးမရှင်းနိုင်တဲ့အချိန်တွေမှာဟိုကစားသမား၂ယောက်ကလုံးဝကျန်တဲ့ကစားသမားတွေတဲ့ခေါင်းတစ်လုံးမကနှလုံးမကမြင့်နေတဲ့ပုံစံမျိုးနဲ့ကစားနေတော့ရီယာမှာလုံးဝ solution မရှိပဲနဲ့အတော့မှပျောက်ဆုံးသွားတယ်ပေါ့နော်တကယ်တော့ကိုကဒီချက်တောင်ပြတ်တင်သေးတယ် ဒီဟုတ်တယ်ဘာဖညာရွေးချော်တဲ့အချိန်တွေနဲ့မနေဘူးဟက်ထရစ်တောင်ရခဲ့တယ်ဒီစတောင်ပြတ်တဲ့လူပြောရလိုက်အဲ့လောက်ထိကြီးရကွာခဲ့တဲ့ပွဲပါပေါ့ဟုတ်ပါလေဟိုကော်တွာလည်းတော်တော်ကြီးကိုကောင်းတော့ကြီးရဟိုကော်တွာရဲ့ဒီ save လုပ်လိုက်တဲ့ဘောလုံးလို့ဆိုရင်တချို့ပါလေဆိုသူ့ရဲ့မောင်းနဲ့သူ့ရဲ့ဒီ champion ကြောင်းတာ ကောက်ဝင်နေတော့ဘောเนาะတကယ်တော့ပုံမှန်ဒီဘယ်လိုပြောမလဲသူကလည်းနည်းနည်းအရက်ပုတ်တဲ့ဂိုးသမားမျိုးဆိုရင်ဘယ်လိုမှမကောက်ဝင်နိုင်တဲ့အနေထားဘောလုံးမျိုးတွေပုတ်ထုတ်သွားတာကဲနဲ့ကန်ချက်ကြီးတွေကလည်းဟိုဘာစလိုနာကလေးတွေကလည်းအယွေနဲ့ခနာကိုချိုးစားနေတော့မလိုက်ဘူးကန်ချက်ကြီးတွေကအုံးအုံးအုံးလို့နေအောင်เนาะဒါမနေကတော့ဒီရီယဲကလည်းတကယ်တော့ပြချင်းမယ်ဆိုတော့ဒါသူတို့ကိုယ်တိုင်နဲ့အကောင်းဆုံးပုံစံတွေနဲ့ရခဲ့ညစ်တွေဒါမနေ့ကဆိုရင်ဒါအကောင်းဆုံးပုံစံတွေနဲ့ချန်ပီယံဆုလာလေယူခဲ့ဗောလေဒီယာဒီကတော့ချက်စင်းတဲ့ယာဒီဆိုတော့ချက်စင်းတဲ့ယာဒီ ဖြစ်တာမြင်ကြီးဟိုဘယ်လိုလဲမလိုချင်တဲ့ရလဒ်တွေကတော့ရသွားတာပေါ့လေအဲ့ဒီမှာမှဟိုဂျင်းနက်ဆရာတကူကတော့ခရီးအဘဘီက hat trick ရတယ် air classico မှာ hat trick ရတာကဒီ27ရာစုထဲမှာဆိုတော့ real ကစားသမားအနေနဲ့ဆိုရင်ပထမဆုံးဖြစ်တယ်လို့ကိုယ်တော်သိရပေါ့လေဒီ27ရာစုထဲမှာ air classico မှာ hat trick ရတာ messi ကနှစ်ချိန် luis suarez ကတစ်ချိန်ပေါ့အခုကတော့ခရီးအဘဘီကဒါ real ကစားသမားရှိတယ်ဗန်စီမရှိသေးလားဟုတ်ဟုတ် အဲဆိုတော့ကိုဒါအမှတ်မှာကိုကြီးမိလိုက်တဲ့ standing လေးမှာတဲ့ဟာဖြစ်မယ်ပေါ့နော်အဲဆိုတော့ဒါဖန်စီမှာလည်းရှိရဆိုဘာပြောပြောဒီ ရီယက်ကိုစရောက်တဲ့ရာသီမှာကီလီယန်အမ်ဘာပေကဒါဟက်ထရစ်ဒါအက်ကလာစီကိုပွဲတစ်ပွဲမှာဟက်ထရစ်ယူနိုင်နေဆိုတော့တကယ်ကိုကျေနပ်စရာကောင်းတယ်လာလီဂါမှာလည်းဂိုးသွင်းအများဆုံးစီးရင်တော့ပါဆိုရင်ဒါထိတ်ဆုံးကနေဥဆောင်နေရဲ့ကီလီယန်ဘာပေရဲ့စွမ်းဆောင်ရည်တွင်းကိုတွေကတော့တကယ်ကျေနပ်စရာကောင်းတယ်ဂျန်နယ်ပိုင်းတွေကတော့ပြုံပြောင်းနေနေတယ်ဒါရီယက်မက်ထရစ်ကိုတိုင်းလည်းလုံးလိုက်မယ်လို့ထင်ပါတယ်ဘာစီလိုနာကဒီဘယ်လိုပြောမလဲနောက်ပိုင်းဒုတိယပိုင်းမှာကျတော့နည်းနည်းလေးမြန်ထိတ်တဲ့ပုံစံမျိုးမြင်လာဒါမှမဟုတ်ရီယက်ဒီဂိုးသမား ကော်တော်ကောင်းတာကြောင့်မို့ပဲဂူးထက်မရလားမသိဘူးညီအဲကိုထိန်းတယ်လို့ကျွန်တော်မတင်သူရသလောက်သွင်းမယ်ဆိုပဲပုံစံယူကြတယ်တောက်ဖို့တော့မချတော့မချအောင်တောက်ချက်တော့တောက်ဖို့လောကမချပဲနဲ့တော်တော်လေးကိုအဲဘာစီလိုနာကရတယ်သူတို့မှအဲ့အဲဆာလောင်မှုရှိတယ်ပေါ့နော်သူတို့ငါကူငါကူမှတ်တမ်းတွေရလည်းရှိတာထားပါတော့အဲ့ဒါကတော့သူတို့အများကြီးထပ်ပြီးပြောနေတာအဲ့လိုကိုကြောက်အောင်သွင်းသွင်းသွင်းကြတာပေါ့နော်သူတို့မှအဲ့အာဒီတာရှိတယ်တကယ်လဲစူးစမ်းခဲ့ပြီးတော့ပွဲထဲမှာဒီဒိုင်လူကြီးက နည်းနည်းမင်းကိုထုတ်เสียဆုံးဖြတ်ချက်တွေချတယ်ချတဲ့အခါမှာဘာစီလိုနာကစားသမားတွေပို့ပြီးတော့ဒေါ်လာထွက်တဲ့ပုံစံမျိုးမြင်ရဒေါ်လာထွက်လေလေဘယ်လိုပြောမလဲအဲလိုပြမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုအဲ့လိုမာနာမျိုးနဲ့ကန်နေရလို့ကျွန်တော်ခံစားမိစာလောင်မှုတော်တော်လေးပြင်းထန်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ real ကတော့ဖြစ်ချင်းစရာဒီလမ်းမရှိဘူးသူတို့ကတပွဲလုံးဒီပုံစံပဲကစားသွားတာမျိုးပေါ့လေအဲ့တော့ဒိုင်လိုဂျီကတော့တော်တော်လေးအဲကျွန်တော်အနေနဲ့ဖြစ်နေတော်တော်များတယ်ပြောမယ်ဆိုရင်ဒီစားဆုံးဖြစ်ရောပြောမယ်ဆိုရင်တော့ဒါချိုအမန်ဒီ လက်ထိလက်ထိတယ်ဘောနော်ဆိုတာလည်းဒါတော့တော်တော်ဆိုးတယ်ဖန်ဒိုရက်ကန်တဲ့ဒီ distance ပြီးတော့ကိုးပေါက်တက်တဲ့လမ်းကြောင်းပြီးတော့လက်ကလည်းအမှန်တကယ်ပြောမဆို bigger than body ဖြစ်တယ်အဲ့အခြေအနေအကုန်လုံးထက်တွက်မယ်ဆိုရင်ဒါဘယ်လိုပဲဖြစ်ဖြစ်ပနယ်တီဖြစ်တင်တယ်ဘောနော်ဒါပေမဲ့ဒန်နူကြီးကမပေးခဲ့ဘူးဒါကတော်တော်လေးစဉ်းစားခဲ့တယ်ပြီးတော့ Ferran Torres တကူထပ် sorry Ferran Fermin Lopez တကူထပ်သွင်းတယ်ငါးကိုသုံးကိုဖြစ်စေမယ်ကိုပေါ့နော်ဟုတ်တယ်အဲ့မှလည်း တော့လက်ထိပေါ်ဘူးလက်ထိတိတိကျကျတိတိကျကျဟိုဟာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်တော့ rule book ကတော့အဲ့လိုမျိုးမဟုတ်ဘူးတကယ်တော့ဒီ goal ရဲ့လက်ထိရဲ့နေရာနဲ့ goal ဖြစ်ရတဲ့ဖြစ်ရက5စက္ကန့်လောက်ထိกว่าတယ်ဒီအဲ့တော့သူ့ဒီစာအုပ်ထဲမှာတော့ lefty be immediate လေးဆိုတဲ့စာလုံးပါချက်ချင်းပေါ့နော်အဲ့တော့5စက္ကန့်ရတော့ချက်ချင်းဆိုတဲ့အဓိပ္ပာယ်မရဘူးပြီးတော့လက်ထိရဲ့ဘောလုံးရဲ့ direction ဘောလုံးရဲ့အခြေအနေတွေကနည်းနည်းလေးဟုတ် စဉ်းစားမယ့်အချက်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒိုင်းကအဲ့ဒါကြတော့မစဉ်းစားဘူး तू စဉ်းစားကျင်တော့စဉ်းစားရတယ်ပေါ့နော်အဲ့တော့အဲ့ဒီပြဿနာကအဆင်မပြေဘူးပြီးတော့ဒီပွဲပြီးမှလည်းဒီဒိုင်းနေနဲ့ပတ်သက်တဲ့ဟိုပြောမယ်ဆိုဝိပန်တန်တွေပြီးတော့ဒီမေကုထုံးစရာလောက်ရက်တွေဖတ်ပေါ်နေရလို့သိရတယ်ပေါ့နော်အဲ့တော့ဒါကြီးကတော့တော်တော်လေးကိုမကောင်းတဲ့ဖြစ်ရပေါ့နော်ဒိုင်းနေစပိန်ဒိုင်းနေနေနဲ့ရီယယ်မက်ဒရစ်ရဲ့ရီယယ်မက်ဒရစ် TV ရဲ့ ဒီအာပြောထားတဲ့အရင်များတဲ့ဒိုင်းနေပြတဲ့ပြဿနာအရင်များတဲ့ခါမှာတို့အိပ်ဖီယာတန်ကိုခံနေရသလားဆိုပြီးတော့စဉ်းစားကြဖြစ်နေတယ်ပေါ့လေဟုတ်ပါတယ်ဒီအာဒီမာကဒီထူးထူးခြားခြားပါနော်ပုံမှန်နဲ့ပူပြီးမှဒီဒိုင်းနဲ့ပတ်သက်ပြီးမှပြဿနာများတယ်ဒါရီယဲနဲ့ဒီလာလီဂါဖွဲ့ချုပ်တွေစပိန်ဘောလုံးဖွဲ့ချုပ်တွေကြားမှာလည်းဒီဘလိုမှအခြေတင်ဖြစ်ခဲ့တဲ့ပြဿနာတွေအကိုမကျအခုလိုဒါမကြားခဏဆိုလို့ကြားရတယ်လေ။မင်းတို့ကပွဲစဉ်မှာတော့ဒါစီပီပြောသလို Real TV ရဲ့ ဒီဘလိုရောက်လဲဒိုင်နီရဲ့လုံရက်တွေကိုဘောနော်တိကျ highlight လုပ်ပြီးတော့မှဗီဒီယိုကလစ်တွေတင်တယ်ဒီတင်တဲ့လုံရက်တဲ့အပေါ်ဒါဒိုင်ရဲ့ဖီအာမခံနိုင်တာလားဘောနော်ဒါလေးလည်းထည့်စဉ်းစားလို့စဉ်းစားလို့ရပါတယ်ဖီရက်တွေထဲမှာဆိုရင်ကီလီယန်ဘာဘေးနဲ့ဖရန်ကီတီယောင်ဒါ သွားလို့တော့ဗောနော်အဲ့မှာဘာစီလိုနာတောင်းဆိုချင်တာကအဝါကပ်ပြစီချင်တာလူဂျူမောလူလူချင်တာမဟုတ်ဘူးပြောချင်တယ်ဆိုရင်ဒါဒီပေါ်လိုမျိုးက VR ပြန်ကြည့်တယ်ကျွန်းကျွန်းမကျွန်းကျွန်းဒီဖြစ်ရမျိုးမှာဆိုခလီယန်ဘာဘေးကိုအဝါကပ်ပြရမယ်ဆိုပြီးတော့မှဘာစီလိုနာကစားသမားတွေဘက်ကဆော်ဂါတက်တယ်ဗောလေအဲ့အဲ့ရတဲ့ဖြစ်ရတဲ့ခုနောက်ချော်မနီရဲ့လက်ထီပေါ့ဟိုနောက်တဲ့ဒီဖာမီလိုပဲရဲ့လက်ထီပေါ့ချော်မနီဖောင်းတစ်ခုတစ်ခုရှိတယ်ရဲ့လက်စတဖန်ကအခြေအနေမျိုးမှာဆွဲချလိုက်တာဖောင်းတစ်ခုရှိတယ်အဲ့ဒီအများကြီးပါပဲပြောမှဆိုရင် ဟုတ်ပါတယ်ဒါတွေကတော့အကူလို့ဘယ်လိုပြောမလဲဘာစီလိုနာဖန်မှုရီယယ်ဖန်မှုပြောတာတော့မဟုတ်ပါဘူးလေဒါတွေကတော့ဆော့ကောပရိသတ်တွေလည်းနည်းနည်းလေးနားလည်အောင်ဒီဟာလေးထည့်ပြီးပြောတာဖြစ်ရတဲ့ခုမှာတော့ဟိုဘဲဟာမဆိုးပါဒါရီယယ်ဘက်ကမျက်နှာလိုက်ရတယ်ဖြစ်စီဘာစီလိုနာဘက်ကမျက်နှာလိုက်တာဖြစ်စီဒါလေးတွေကတော့သူထည့်ပြီးမှပြောစရာဖြစ်ခဲ့တာပေါ့လေဒီဟာနဲ့အဲကလာစီကိုနဲ့ပတ်သက်ပြီးတော့မှဒါစီတူဘာမြန်ဖြစ်ဆွဲပြောဖို့ရှိတယ်လည်းမသိဘူးကြီးအာဒီဟာဒီဘာစီလိုနာရဲ့စွမ်းဆောင်ရည်ကိုအလှပဆုံးပြသတယ်ပေါ့နော်ဘာစီလိုနာမှာ floor ဒီအဖြစ်ချက်လေးတွေရှိတယ်အဲ့ဒီအဖြစ်ချက်လေးတွေကအကြောင်းပဲအခုလိုမျိုး entertaining အရင်ဖြစ်တဲ့ပွဲတွေကိုကျွန်တော်တို့မကြာခဏခံစားရတာပေါ့နော်အဲ့အဲ့ဟာအဲ့အဲ့ရတာတော့ကျွန်တော်တို့ကြိုက်တယ်ကျွန်တော်ကျွန်တော်ဘာစီလိုနာပြည်သက်လည်းမဟုတ်ပါဘူးဒါပေမဲ့ဘောလုံးပွဲပြည်သက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပူကြီးလိုကောင်းတဲ့ပွဲဆိုပူကြိုက်တယ်ဥပမာအရင်တော့ Guardiola ခက်တော်အောင်ဆိုရင်ဒီထားပါတော့ဘာစီလိုနာကျွန်တော်မပြောဘူး Bayern Munich နဲ့ပြောမယ် Bayern Munich Guardiola ကိုင်းတယ်သူကပဲဘောလုံးကိုင်းတယ်သူကပဲအနိုင်ကျင့်နေရပေါ့နော်အဲ့အဲ့လိုမျိုးဆိုရင်နည်းနည်း စောင့်မကြည့်ရင်တော့တပွဲနှစ်ပွဲပြီးမှလေးကိုငါးကိုသွင်းမယ်ဆိုတာကျွန်တော်ကြိုသိနေရပါတော့เนาะအဲ့လိုမျိုးထက်ဆိုင်အဲဒီလိုပွဲပြပို့ပြီးကျွန်တော်တို့အဲဘာပြောဒီ fan မဟုတ်တယ်ပေါ့เนาะဒီအသင်းတွေရဲ့ကုစားပြု fan မဟုတ်ဘူးဘောလုံးပွဲကိုပဲကြည့်ရ fan တွေအတွက်ဆိုရင်တော့ပို့ပြီးတော့ပြောကြအောင်ပြောပြီးတော့ပို့ပြီးတော့အဲဒီဖြောပြမှုပေးရလို့ပြောချင်တယ်အဲ့လိုအဲ့လိုမျိုးကစားပြနေပါစီလိုအောင်လည်းတော်တော်လေးကိုအကျေစုတင်ပြီးရကျွန်တော်ဒီရာဒီမှာဘာစီလိုနာအကြောင်းပြောရလဲအရင်ကများတယ်ပြောတဲ့အတိုင်းမှာလည်းအမြဲတမ်းချီးကျူးရတာကြီးပဲပေါ့เนาะ ဝေဖန်ရတဲ့ဟာဆိုတာတော်တော်လေးကိုနည်းတယ်အဲ့လောက်ထိကောင်းတယ်ပြီးတော့လက်မင်းရှမားကကျွန်တော်တို့ချင်းကျုလို့မဆုံးတော့ဘူးပေါ့နော်ဒီဘက်မှာအဒီဖြစ်ရတဲ့ခုပေါ့နော်ဂိုးတွေပါရခဏထားလိုက်ပါအဲ့လိုဂိုးတွေကသူ့တော်လွယ်လုံးပါတယ်တကယ်တော့သူဒီဘက်မှာဒီရာဖင်ညာကိုဒီလို outside boot နဲ့ white ပြီးတော့ပြလိုက်တဲ့ဘောလုံးအဲ့ဘောဘောလုံးဆိုကျွန်တော်အရန်သဘောကျတယ်ပေါ့နော်အဲ့တော့ဒီနာမှာဂလောင်းမနှစ်ယောက်ရှိတယ်နှစ်ယောက်ရှိရအဲ့နှစ်ယောက်လုံးဘာမှလုံးလို့မရလိုက်ဘူးသူ ူ့ရဲ့ဒီဘယ်ချင်းနဲ့ဝိုက်ပြီးတော့ပေးလိုက်တယ်ပုံမှန်အချင်းတော့အဲ့လို outside လို့ခုနကပေးလိမ့်မှာမရှိတာဒါပေမဲ့လာမင်းရမားပွဲတိုင်းပေးနေတယ်ထမင်းစာရည်တော့ပေးနေတယ်ပြီးတော့ key moments တွေအများကြီးပေးနေတယ်ပြီးခဲ့တဲ့စပင်ဘီယံမလားပွဲတော့ကလည်းအဲ့လို Ferrandois ကိုအဲ့လိုပေးသွားသေးတယ်ထင်တယ်ကျွန်တော်မှမပွဲမှားနိုင်မယ်ထင်တယ်အဲ့လိုမျိုးပေးသွားသေးအဲ့လိုမျိုး first တွေသူထမင်းစာရည်တော့ပေးနေတာကြီးอ่ะအာသူ့ရဲ့ vision နဲ့သူ့ရဲ့ဒီ technical buy execution အရင်ကောင်းတယ်ပေါ့နော်အဲ့တော့တော်တော်ကြီးကိုပြည့်စုံတယ်ပေါ့နော် biography ညာဆိုရင် သူ့စီအာမန်တွေ့ရတယ်ဒါပွဲပြီးမှဆိုရင်သူပြောတယ်သူသွင်းခဲ့တဲ့ဂိုးတွေထားရတဲ့သူလွှဲချော်ခဲ့တဲ့ဂိုးတွေကိုသူပို့ပြီးတော့ပြန်ကြည့်ပြင်မယ်သူစိတ်ထဲမှာအလားပူရှိတယ်သူနောက်ထပ်ပိုကောင်းအောင်စ조사မယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ဒါကြားကောင်းအောင်အပလာပြောနေရမဟုတ်ဘဲနဲ့သူဖြတ်သန်းခဲ့တဲ့ဘာစီလိုနာဘဝကိုပြီးတော့သူ့ဘဝတခြားလို့အဲ့လိုမျိုးကြည့်မယ်ဆိုရင်ဒါတော်တော်လေးကိုအဲပြောမဆိုရင် motivation နဲ့ speaker လို့ motivation လျှောက်ပြောနေရမှာဟုတ်ပဲねတကယ်တကယ် motivation ဖြစ်စေတဲ့ဖြစ်ရတဲ့ခုကိုလူတယောက်ကအမှန်တကယ်ပြသနေရလို့ ပြောရလိမ့်မယ်အဲ့တော့ဒီကစားသမားတွေကြည့်ပြီးတော့သူတို့ရဲ့စွမ်းဆောင်ရည်တွေကြည့်ပြီးတော့တော်တော်ကြီးကိုအားရမိရေ Real Madrid ကတော့ဘာပဲပြောတက်ချိန်တန်တက်ပြီးသွားပြီးအဲ့တော့ကြာချိန်တန်ကြာတဲ့အခြေအနေကိုရှိတယ်ပေါ့နော်အဲ့တော့ကြာချိန်တန်ကြာတဲ့အချိန်မှာဘယ်လိုမျိုးပြောင်းလဲလုပ်ပြီးတော့ဘယ်လိုမျိုးပြန်လာနိုင်မလဲဆိုတာကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်အတင်ချာနီးယားပြင်တော့ဘာချင်လို့ငါချန်ပီယံမဖြစ်သေးပြင်မယ်ကျွန်တော်တို့ကဘယ်အချိန်လဲ1ဆိုတာပဲမြင်ရတော့မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ပါ ဟုတ်ပါတယ်ဒါဖြစ်ကျွန်တော်ရှစ်တပတ်မှာအစပန်ယူနဲ့ကာတလန်ဒါဘီကစားရမယ်အဲ့ဒီပွဲကိုကလည်းအဝေးဝင်းဆိုပေမဲ့အခုဒါကြားရတော့ဆိုရင်အစပန်ယူဖန်တွေကဒီပြီးခဲ့တဲ့ဘက်တစ်နဲ့ပွဲမှာနည်းနည်းလေးရမ်းကားတာရှိတယ်ကိုဒီပြိုင်ဘက်ဂိုးသမားကိုမိချင်းနဲ့ပေါက်တာရှိတယ်ဆိုတော့အစပန်ယူဖန်မပါဘဲနဲ့ကစားရမယ်ပြောချင်တာဘာစလိုနာအတွက် ပူပြီးလွယ်သွားတာပေါ့နော်အစပန်ညိုကွင်းမှာကစားပြီဆိုမဲ့ဒါကတ်လန်ဒါဘီကိုလည်းဒီတစ်ဖက်ကအစပန်ညိုပြိုင်သက်တွေမပါဘဲနဲ့ကစားရနိုင်ချေရှိတယ်ဆိုတော့သတင်းမျိုးလည်းကြားထားရဆိုတော့ဒီပွဲမှာနေဘာစီလိုနာကဒါချန်ပီယံဖြစ်မယ်ဆိုရင်ဒါဖြစ်လို့ရပါတဲ့အခြေအနေမျိုးမှာရှိနေတာပေါ့လေဒါတော့ဘာစီလိုနာရဲ့အခြေအနေဒီနောက်ထပ်ရာဖီညာနဲ့ပတ်သက်ပြီးတော့ဟိုဒါအမတ်အမတ်ရစရာတော့ဒီမှာက PSG မှာတော့ကရာဖီညာကိုခေါ်ခိုင်းတယ်အဲဒီတော့ကရာဖီညာလီချူနိုက်တက်မှာပဲရှိသေးတယ်ဒီကစားပေါ့သူဒါသူ့ရဲ့ဘရာဇီးလက်ရွေးစင်ပေါ့နော်ဒါလက်ရွေးစင်ကစားပေါ့ဟို ခေါ်ပြီးမှုပြောတဲ့အထိပေါ့နော်အဲ့တော့ကတော့ဟိုရဖင်ညာကောင်းတယ်ဘယ်လိုပြောမလဲဒီဘဲချန်းနေခက်တဲ့ဆိုင်ဝင်နေဘဲချင်းနဲ့အုံနဲ့လမ်းပြောမှဒါဂူဒမာရဲ့အောက်ခြေထောင်းတွေကိုကန်တယ်အဲ့လိုပဲအခုကဒါထင်တာဒါပေမဲ့ဒီဘာစီလိုနာရောက်တဲ့ချိန်မှာတော့အထူးဖြစ်ဒါဒီရာလီမှာဆိုရင်သူ့ရဲ့အကောင်းဆုံးခြေစွမ်းနေတကယ်ကိုပဲဒါမြင်လာရတယ်ဟိုချီကျူးလဲချီကျူးထိုက်ပါတယ်တချို့စကားလေးတွေကတော့ဟိုဘယ်လိုပြောမလဲပြိုင်ဘက်အတွက်ဒီလောင်စရာလေးဖြစ်တယ်ပေါ့အထူးသဖြင့်ဒါအာဂျင်တီးနားနဲ့ပွဲမှာမျိုးဆိုရင်တော့သူပြောတာနည်းနည်းလေး ဟိုမှာ confident ဖြစ်သွားတာမျိုးရှိကောင်းရှိနေမယ်။ဒါပေမဲ့သူကိုယ်တိုင်ကိုယ်ရဲ့အမြင်နဲ့ motivation ဖြစ်အောင်ကြိုးစားနေတယ်။ဒီချက်လေးကတော့ဘရာဇီးကစားသမားတွေထဲမှာကြည့်မယ်ဆိုရင်တော့ဒါတကယ်ဝဲချီးကျူးရမယ့်အနေအထားမျိုးပါ။ညီမနဲ့ပတ်သက်ပြီးတော့မှတော့ပြောစရာမလိုတော့ပါဘူး။စီတူပြောသွားတာတွေရောဘလုံးပလေးတက်တိုင်းနဲ့ဒီကလေးဘလောက်ထိထွန်းတောက်လာမလဲ။ဘလောက်ထိကောင်းနေတယ်ဆိုတော့အားလုံးလည်းသိမယ်ထင်ပါတယ်။ဒါအခုလိုမျိုးဒါ El Clasico ဒါမျိုးကိုစီတူပြပြစုံစုံတုံ့တက်ပြီးတော့အတွက်ကျေးဇူးတင်ပါတယ်။ဒါဆော့ကောပလေးတက်တွေကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ။